ဟုတ်မယ်မင်္ဂလာပါတရာဒီနေ့ကတော့တမ္မတာချူစာအုပ်ကိုပြန်ပြီးဖတ်ပြချင်ပါတယ်တမ္မတာချူရဲ့စိတ်ကူးဆိုတဲ့စာအုပ်လေးကဖတ်ထားတော့ဝက်လောက်တော့ရှိပါတော့တမ္မတာချူရဲ့စိတ်ကူးဆိုတာလေးကိုဖတ်ပြချင်ပါတယ်ဒီစိတ်ကူးကိုဖတ်ရတာလေတတအိုးဒီဒီစကားပေါ့နော်ဓာတ်ပုံလေးကို လိုက်ပြီးပို့ပြီးလို့ပါရာတော့ဒီစောက်အုပ်ကိုပေါ့နော်ဒီဒီစံသာထပ်ပုံရပြီးပို့ပေးတဲ့သူတို့လည်းသူပဲကျေးဇူးတင်ပါတယ်ဒီစိတ်ကူးကတော့ဆရာမောင်သာကျိုးရဲ့စောက်အုပ်ဖြစ်ပြီးတော့ဒီစောက်အုပ်ကိုဖတ်ရှုခွင့်ပြုပါရန်နာမည်သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ဒီနေ့ဖတ်ပြမှာကတော့အပေးယူစိတ်ကူးပါ Give and take give and take ဆိုတဲ့စကားကိုလူတိုင်းလိုလိုကြားဘူးကြမယ်လို့ထင်ပါတယ်။စကားကနည်းနည်းတော့ယဉ်တယ်လို့လို့ပါပဲ။အပေးယူလို့ဆိုတာကိုလူမှုဆက်ဆံရေးနယ်ပယ်မှာပေးစရာရှိတာပေးပြီးယူစရာရှိတာယူတဲ့အခါမှာဒီစကားမျိုးကို ပြောရကြစမြဲဖြစ်ပါတယ်။ give and take တဲ့။နည်းနည်းတော့အယောင်းဝယ်ဆန်တဲ့ ကားပါပဲပေးတာကြီးတက်တက်မဟုတ်ပဲနဲ့ယူတာကြီးလည်းတက်တက်မဟုတ်ဘူးပေးတာကြီးတက်တက်မဟုတ်လူယူတာကြီးတက်တက်မဟုတ်တဲ့လူမှုဆက်ဆံရေးအနေအထားကိုအစိုးကောင်ပြောဖို့ခက်လာပါတယ်ဒါမဲ့လူတိုင်းဝိုင်းမှာရှင်ဝင်ညာတစ်ဖက်ဆောင်နေဖြစ်ပြီးတော့အပေးဘက်ကနေများတဲ့သူတွေဒါမှမဟုတ်အယူဘက်ကနေများတဲ့သူတွေလည်းရှိတတ်ပါတယ်အယူဘက်ကများတဲ့အခါမှာ အတားများတဲ့သူဖြစ်နေလူဖို့ပြီးကနှာခေါင်းရှုံတဲ့ကြပြီးတော့အပေးဘက်ကများတဲ့အခါမှာကျတော့ပရာများသူဖြစ်နေလူတိုင်းဝိုင်းကအလေးပြုဥညအလေးပြုတဲ့ကြပြန်ပါတယ်လူဟာယူမာလာပြီးမာလာဒါမှမဟုတ် အပေးနဲ့အယူအတန်းအောင်လုံးမလားဆိုတာကလူတယောက်ချင်းရဲ့သဘောထားပါပဲလူငယ်မျိုးဆက် generation တွေကိုတည်ုပ်ပေါ်တဲ့အခါမှာအိုးအရင်မျိုးဆက်ဟောင်းကို we generation လို့ဆိုတာမျိုးတွေရှိပါတယ် we ဆိုတော့ပြုသူတွေပေါ့လုပ်သူတွေပေါ့အောင်ရသူတွေပေါ့ တနည်းအားဖြင့်ပေးသူတွေကဘာကြီးအတွက်သိဆက်တဲ့သူတွေတဲ့အခုမျိုးဆက်ကိုကြတော့ me generation တဲ့ငါတို့လူငါတို့ကိုလူဖွဲ့စည်းကဘာလုပ်ပေးမှလဲကဘာကြီးကဘာတွေစီစဉ်ပေးမှလဲငါတို့ဘာတွေရမှလဲလို့ညှော်လင့်နေတဲ့သူတွေတဲ့အပြုခံ အစာရက်ခံခံမျိုးဆက်ကဘာကြီးစီကယူတဲ့သူတွေတဲ့အငင်းပွားကြတွေကဖြင့်အများကြီးပဲပေါ့အဲ့ဒီအငင်းပွားကြတွေကိုခဏထားပြီးတော့သေးသူတတ်တတ်တွေတောင်းကိုနည်းနည်းကလေးစဉ်းစားကြည့်ဖို့ကောင်းပါတယ် ဥပမာမှသာထိစားဆိုပါစို့ Yugoslav နိုင်ငံက Albania မြို့သမီးဘုဘွယ်စီကတ်တာက Roman Catholic ဘာသာဒါပေမဲ့အိန္ဒိယနိုင်ငံဒါဒီလင်မြို့မှာသီလရှင်တောင်သွားတည်ရင်လည်းကလကတာမြို့ကငတ်မွနေသူတွေကိုယ်ရယောဂတဲ့တွေကိုယ်ငါချို့တဲ့နေတဲ့သူတွေမိဘမယ်တွေဒီနေမဲ့တွေကိုတွေ့ရခါမှာတော့မတ်တရီစာတရား သူ့ဘဝတစ်ခုလုံးကိုဧည့်သည်လိုကမ္ဘာပေါ်မှာပုံမသိပါမသိမြင့်ရကြနေသူတွေအတွက်ပင်ဆက်ဖို့စိတ်ဆုံးဖြတ်ခဲ့ပါတယ်တရံကိုရ30ဩဂုတ်လ20ခုမွေးတန်နေ့ကစပြီးတရံ990ခုစက်တင်ဘာ6ရက်တည်ဆုံးတဲ့ချိန်ထိ89နှစ်တိုင်တိုင်ဘာဘူးမှမယူတော့ပဲပေးတယ်သူကြီးပေါ့နှစ်ပေါင်း90ကျော် နိုင်ငံပေါင်း100ကျော်မှာဒုက္ခသည်စခန်းပေါင်း900ကျော်တဲ့ပုပ်ရဟမင်းကြီးကဇင်ခံကလက်ဆောင်ပေးတာကိုတော့မရှိပဲရောင်းဝယ်ရတဲ့ငွေနဲ့ဒုက္ခသည်စခန်းတွေကိုထောက်ပံ့ခဲ့တဲ့အမျိုးသမီးသူ့ကိုငင်းချိုင်းနိုဘယ်ဆုပေးတဲ့အခမ်းအနားအတွက်သုံးမဲ့ပတ်စံတွေကိုအခမ်းအနားမလုပ်ဘဲနဲ့သူ့ကိုပေးဖို့တောင်းခံသူအဲ့ဒီပတ်စံတွေနဲ့ဒုက္ခသည်များလိုအပ်ချက်ကို ဖြည့်ဆည်းသူမယူမယူဘာမှမယူ အိန္ဒိယနိုင်ငံအတွက်အသက်ကိုပေးခဲ့သူမတ်မဂန်နီယာရောဘာတွေယူခဲ့ပါသလဲဗီယက်နမ်အတွက်အသက်ကိုပေးခဲ့တဲ့ငွေဘန်ထရိုင်းကရောဘာတွေယူခဲ့ပါသလဲနမောက်သာတခင်အောင်ဆန်းကရောဘာတွေယူခဲ့ပါလိဒီနေရာမှာတော့ဆံမောင်တချူကမရေးထားပေမဲ့ဖြည့်ပြောစရာကမီဒရာဆန်းစုကြည်ကရောဘာတွေကိုယူခဲ့ပါလိလို့ဖြည့်ပြီးဖတ်လိုက်ခြင်းမိပါတယ်ဤကစကားချက်ပါ ိုချီမင်းကဗီယက်နမ်လူမျိုးရေးအတွက်ဘာကိုပေးဆော့ခရတီကအမှန်တရားအတွက်အသက်ကိုပေးနယ်ဆန်မန်ဒဲလာကလူမဲတွေလူမျိုးမှုအတွက်ဘာကိုပေးဘယ်ဂိတ်ကကဘာကြီးအတွက်သူ့ပစံတွေကိုပေးလင်ကွန်ဂျော့ချ်ဝါရှင်တန်ဂျူလီယာပူချီဖလော်ရင်စ်တိုင်တင်ကေးပေးပေးပေးနိုင်တာအကုန်ပေးပေးလို့ရတာအကုန်ပေးယူလို့တဲ့သူတွေကိုကဘာကြီးကရှုတ်ချပါတယ်အပေးယူမြတဲ့သူကိုတော့ကဘာကြီးကမစိုးမကောင်းသဘောထားပါတယ် ။ပေးလို့တဲ့သူတွေကိုတော့ကဘာကြီးကအလေးပြုပါတယ်။ပေးမလား၊ယူမလားဆိုတာလူတူးချင်းစီရဲ့စိတ်ဓာတ်သက်တည်နေဆိုင်တဲ့အကိစ္စပါပဲ။နောက်ထပ်တစ်ပုဒ်ကတော့အဖြစ်အတွက်စိတ်ကူးပါ။လူတယောက်ဒုက္ခနဲ့ကြုံတဲ့အခါအမင်းနဲ့မိဘနှစ်ပါးရှိတဲ့အ내ဘယ်သူကိုတမဲလို့ထင်တယ်လဲမပြောတတ်ဘူး။ ဒီကတဆင့်နန်းနန်းလေးထပ်တိုးပြီးတော့မေးရရင်ဘယ်သူ့ကိုပို့ပြီးတော့တမလဲဆိုတာပေါ့ကျွန်တော်စိတ်ထင်တော့မိကိုပဲပို့ပြီးတကြတယ်ပို့ပြီးတော့လည်းတတဲ့ကြလိမ့်မယ်ဆိုတာပါပဲဟုတ်တယ်ကဘာပေါ်မှာရှိရှိသမျှတော့လူသက်တော်တွေဟာမိဘမေတ္တာနဲ့ပတ်သက်လို့အနုပညာဖန်တီးကြတဲ့အခါကဗျာဝိထုပြဇာအစေဒါမှမဟုတ်ဂီတရုပ်ရှင်ပကြည်ပဘူးလက်ရအတီးတီး ဖဲ့တဲ့ဆိုင်ရမေကိုပို့လို့နေရာပေးကြရှေ့တန်းတင်ကြလေသလားပဲမင်းနေတို့မိခင်များ နေတို့ဘုရားဒီကကျင်းပါတာတွေများလာတဲ့အခါကတ်တွန်းစရာတယောက်ကကတ်တွန်းဆွဲပါတယ်အဖေဖြစ်သူက နေဘူးကျဲကျဲကြီးရဲ့အောက်မှာချွေးတီးတီးကြအောင်ဝင်တော့ဝင်ဖို့ကြီးတခုထန်းထားရင်ကနေအမေများနေခန်းလာကိုသွားဖို့ပြင်းနေတဲ့ဇန်နီးဖြစ်သူကိုလှမ်းကြည့်နေတဲ့ကတ်တွန်းအကွက်ကလေးပါအော်ဒါသမီးကိုဝင်းနဲ့လွယ်ပြီးမွေးမပေးတာက လွယ်လို့အမေနဲ့မချား မေတ္တာကျင်နာကြီးမားတဲ့ဖခင်ကောင်းကြီးတွေအတွက်ကတော့စာနာဖို့ကောင်းလာပါတယ်။လူတွေမှာတမကဒရိစံတို့ရဲ့ကဘာမှာပါယင်သွေးကိုအမေကဆောက်ရှောက်လေးရှိတတ်တာကြောင့်အမေကိုအဖေထက်ပိုပြီးမေတ္တာကြီးကြတာတဘာဝတော့ကြပါတယ်။ဒါမဲ့လောကကြီးကကျွင်းမဲ့မပြည့်စုံဘူးရောချင်းချွင်းချက်ဆိုတာမျိုးကလည်းရှိနေတတ်ပြန်ပါလေရော။ယင်ကစီဟော့ဆိုတဲ့တတ္တဝါလေးတွေကိုတွေ့ဝူးကြလိမ့်မလားတော့မပြောတတ်ဘူး။ ခေါင်းကမြင်းလိုလိုဖားလိုလိုနဲ့ခက်ခွေခွေခက်ကောက်ကောက်တက်တော်လေးတွေလေရေနကအမတွေကဥတွေကိုညှစ်ချပြီးတာနဲ့ထွက်သွားကြတာတဲ့အဲ့ဒီမှာရေနကအထီးတွေကသူတို့ဝင်းပိုက်မှာပါတဲ့အိတ်ကလေးတွေတဲ့ကိုဥကလေးတွေထည့်ပြီးနှစ်ပတ်သုံးပတ်နေရတယ်ဆိုလားပဲနောက်အကောင်လေးတွေကဖခင်ရဲ့စုပ်ပြဲနေတဲ့ဝင်းပိုက်အိတ်ကိုထားခဲ့ပြီးစွန့်ခွာသွားကြတာတဲ့ဒီလိုဆိုရင်တော့ဖခင်တွေကတနာစရာဖြစ်နေကြပြန်ပါလေရော ရင်ကြီးတဲ့လူဖွဲ့စည်းကြီးဖြစ်ဖို့ရမှာအဖေရဲ့တေချာမှုနဲ့တိုင်းရတာလေဒရိစံနေမှာအဖေဘယ်သူလဲအရင်မကြည့်ဘူးဆိုပါလားလူတွေလည်းရိုင်းခေတောင်ကဖေဘယ်သူပဲပါအရင်မကြည့်ဘူးဆိုပါတဲ့ဒါဆိုခုလူရင်ခေပြိုစင်တို့ကတောက်ကောင်ဖန်များစီကနေပြီးတောက်ကိုရယူလို့ကလေးမွေးလို့ရလာပြီဆိုတော့ဖမဲသားတို့ကိုဘယ်လိုလုပ်ကြရပါကျမကျော် chicken soup for the soul စာစုများတဲ့က ဆရာပေးဆရာပါတာပြန်ထားတဲ့အဖေးဆိုတဲ့စာတူလေးကိုတတိယကိုကမ်းမယ်။လေးနှစ်သားတုန်းကလည်းငါ့အဖေးဘာမှမစိုးလောက်တက်ငါ့နှစ်သားမှာငါ့အဖေးမသိတာမရှိ၆နှစ်ငါ့အဖေးကမင့်ဖေးတဲ့တက်၈နှစ်အဖေးကအကုန်မသိပါဘူး၁၀နှစ်အဖေးတို့နဲ့သားတို့နဲ့မတူဘူး၁၂နှစ်အဖေးတို့လူကြီးရေဘယ်သိမလဲ၁၆နှစ်အဖေးကရှေးဟိုးသမား၂၁နှစ်အဖေးကအောက်ရွာပါပြီ၂၅နှစ်အဖေးကလူကြီးဆိုတော့သိတယ်၃၀အဖေးကတွေ့ကြုံရှိတော့မိကြီးအောင်မှာ တုံးဆန်ကအဖေးနဲ့တိုင်မယုံမှ50အဖေးဆိုဒါကိုဘယ်လိုရှင်းမလဲမသိဘူး50ဖေးရှိရင်ကောင်းမှာတိုင်မရအောင်ခလေးတယောက်ကအဖေးကိုအကျွင့်မဲ့ထင်ကြီးရာကနေတစတစရော့ပါသွားခဲ့မိရာကနေလူဘွားထဲမှာတကယ်ဖြတ်တန်းရပြီဆိုတဲ့အခါအဖေးဖြတ်တန်းကြော်လာခဲ့ရတဲ့တွေ့ကြုံတွေကိုပြန်ပြီးတတလားတတိယလားအခုလာရတဲ့ပုံကိုဖော်ပြထားတဲ့စာစုလေးပါ မေရီကလာရောင်လို့မေတ္တာကိုပေးတဲ့အခါဖေရီကနေရောင်လို့အင်အားကိုပေးတာပါခင်ဗျားမအဖေရှိပါသေးသောဒါမှမဟုတ်ဆုံးမဆုံးသွားခဲ့ပြီလားအမေနဲ့တန်းတူရည်တူမဟုတ်တော့ဖေကိုတော့မပြစ်ပယ်လာဖို့ထင်ပါတယ်အဲ့လေဒါကအစာဖတ်သူရဲ့စိတ်ကူးတွေကအကိစ္စပါတောင်ရည်ခဲ့ရကြတော့မရှိကြတော့ဘူးပေါ့နော် လူမျိုးမျိုးနဲ့မတက်တလို့လို့နဲ့တရားတတ်တဲ့စေအာနာရှင်အစိုးရလက်ချက်နဲ့တည်ဆုံးသွားရှာပြီပေါ့တည်ဆုံးသွားတယ်လို့ပြောရမလားကြာဆုံးသွားတယ်လို့ပြောရမလားနောက်တစ်ခုဆက်ပြီးဖတ်ပြချင်ပါတယ်အိဆက်နာနေခြင်းစိတ်ကူပါလူဟာအိနေတာကကြပြဆန်သလားဒါမှမဟုတ်နိုးနေတာကကြပြဆန်သလား အဲ့ဒါလိုမင်းဘယ်လိုများပြေးကြမယ်မပြောတတ်ဘူး။အလို့ပညာသမားတော်တော်များများကတော့အဲ့ဒါကိုစာဖွဲ့လို့မရှိကြပါဘူး။နိုးနေတာအဲတနည်းပြောရရင်အဲ့လိုမရနိုင်တာကိုပဲကြပါရီစာရီတချင်းတွေဒီကြရီနဲ့ဒီစာကောင်းစာဖွဲ့ကြဖက်ကြလေးကြည့်တာပါပဲ။ကောမန်ခေတ်ကမင်းတို့မိရဲ့မိတော့ကလာမင်းသားရဲ့မိဗျာလိုင်းထိတ်ခေါင်တည်းဆိုစိန်ချူးကြောင်ကြားကြည့်တဲ့အခါမှာကျတော့ ဘောလေကိုရေးခဲ့တာတော်တော်များများအတည်ပါစိန်ချူကြညာလာရောင်တွေလင်းမာလို့မန်းရွှေသတင်းရဲ့ကမေခုမျောတောင်းချက်စီတော်ရိုက်စောညင်းနေလေဟေးလင်းမြန်လို့နော်ဒီစာသားတွေကိုကြည်ယုံနေနန်းတွင်သူလေးကအိတ်ပြော်နေတာလားအိတ်လို့ပြနိုင်တာလားဆိုတာဒီနေ့ဆက်စားကြည့်ပါ အစိုးရကိုခင်ဝမ်းရဲ့တင်းတွေထဲမှာအိတ်မြရတဲ့ညဆိုတာနာမည်ကြီးပေါ့ဇန်နီယာဥလာတို့ရဲ့အိတ်မပြောသောညများဒါလည်းအထင်ကြီးတဲ့ချင်းတစ်ပုဒ်ပေါ့ကြပြစရာမကြီး GA ရဲ့မျက်လုံးကြီးမှိတ်ထားပါရဲ့တကယ်အိတ်မပြောတဲ့အိတ်ချင်းကို RAM sleep တဲ့ကိုရောစိတ်ပါတကယ်နိမ့်နိမ့်ချာချာအိတ်ပြောနေတာကိုမျိုးကမှဒါသာမျက်နှာတစ်ခုကြော်သားလို့ပြန်ဖက်ပြမယ်နော် ကဗျာဆရာမကြီးဒီကတော့သူ့ရဲ့တက်စီဆိုတဲ့ကဗျာထဲမှာအိတ်လိုမရညာကြီးမင်းကြီးထပီးတိုင်းနေဖွင့်ရတွေလည်းဒီမတွန့်လည်လို့ရေးဖွဲ့ခဲ့တာကိုကြည်ုံတဲ့ဒါဟာအိတ်လိုမရနိုင်တာကိုဖွဲ့တဲ့ကဗျာပါလားဆိုတာကိုစိုက်စိုက်မြဲမြဲကြည့်သိနေခဲ့ရပါပဲ။အော်လူတွေမှာအိတ်လိုမရနိုင်တာတွေရှိတတ်ကြတယ်နော်။အိမ်လိုမရနိုင်တဲ့သူတွေအကြောင်းရှောက်စင်းစားတော့ပိုလန်နိုင်ငံ ဂျန်ကာဇက်စကီဆိုတဲ့မီယတာအလုပ်သမားလေးတယောက်ကြောင့်တွားမီတရီယာမီပါရဲ့သူက1988မှာကားတိုက်ခံရပြီးတဲ့နောက်မှာကိုမယောဂါရရှိပြီးမိမျောပြီးအိပ်ပျော်သွားခဲ့တာတဲ့ဘဲလောင်များအိပ်ပျော်နေခဲ့တဲ့လေဆိုအနှစ်20နီးပါတဲ့သူက2009ခုနှစ်ဧပြီလ7ရက်မှာပြန်နိုးတယ်လို့ဆိုတာကိုသူအိပ်ပျော်နေခဲ့စဉ်ကာလာကြီးထဲမှာပိုလန်နိုင်ငံတဝင်းလုံး community စနစ်ပြိုလဲသွားခဲ့တာကိုသူမသိလား စီးကာလာကြီးပြီးဆုံးသွားခဲ့တာသူမသိလိုက် သူနိုးတော့ပိုလန်ကလက်ဖက်ချောင်းနဲ့ပင်နီကာပဲရတဲ့နိုင်ငံမဟုတ်တော့ဘူးပစ္စည်းတွေပစ္စည်းတွေပေါ်လိုက်တာတဲ့ဒီလိုအိမ်ပျော်နေခဲ့ရပုံမျိုးကိုအိမ်လိုမရနိုင်တဲ့သူတွေကတော့အားကြမိမယ်ချင်ပါရဲ့32နှစ်တိုင်တာအိမ်လိုမရခဲ့ပါဘူးဆိုတော့ BNN မျိုးသမီးကြီးကိုရင်တီတူကိုလည်းတတိယမိပါသေးတယ်သူကအသက်80 BNN တောင်ပိုင်းကာမာယူဒေသသူကြီး ပထမခင်မွန်းဖြစ်သူကွယ်လွန်ခဲ့1969မှာဓမြတိုက်ခံခဲ့အဲအဲ့ဒီနောက်ပိုင်းအိမ်မရတာကြောင့်စိတ်ငြိမ်ဆေးတွေနဲ့တိုင်းရင်းစေးတွေကိုတလက်စီစားရင်းနဲ့မောလာရင်လည်းလျောင်းနေတာကလည်းလို့အိတ်ပြောတယ်လို့ရှိတဲ့နှစ်က32နှစ်တည်းအတွေ့အဲ့အတွေ့ sleep death အိတ်ဆက်နားနေဖို့လိုအပ်တဲ့အချိန်မှာမအိပ်ပဲနေတဲ့အတွက်ခန္ဓာကိုယ်ကြီးမှာအိတ်အတွေ့တင်နေတယ်တဲ့မျက်လုံးကြီးမှိတ်ထားပါရဲ့ တကယ်အိတ်မပြောတဲ့အိတ်ချင်းကို REM sleep တဲ့ကိုရောစိတ်ပါတကယ်နင့်နေချာချာအိတ်ပြောတာမျိုးကမှ non REM sleep တဲ့နိုးနေတဲ့အချိန်တွေအတွင်းလူအုံတော်ထဲက glycogen ဆိုတဲ့ဓာတုပစ္စည်းတစ်မျိုးလောင်ကျွမ်းကုန်ခန့်သွားရတာကိုအိတ်ချိန်မှာပြန်ပြီးဖြည့်ဆွက်ရတာတဲ့ဒါကြောင့်လူဟာအိတ်ဖို့လို့တဲ့အထောက်နောက်တစ်ခုကအိတ်တော်ရောဘယ်ချိန်မှာအိတ်မလဲတယ်လဲ တညာလုံးမိတ်ပဲနေပြီဒါမှမဟုတ်ညစ်တော်တော်နဲ့မှအိယာဝင်ပြီးနေမွန်းတက်တဲ့အထိအိမ်နေမာရဲလား၂၄နာရီမှတပတ်လဲနေတဲ့ကဘာကျိုကြီးရဲ့အလင်းမောင်ဟာ လူရဲ့ဇီဝကံမဆိုင်ရာဆက်ဝင်းနဲ့ဆက်ဆက်မှုရှိတယ်ခင်ဗျအလင်းရောင်အောင်မှာအိတာကလူကိုတိတ်ပြီးလေးလံထိုင်းမိုင်းစေတဲ့လူဟောင်းအမောင်မှာမဲအိယာမတဲ့အိမ်မပြောလို့ဆိုပြီးအိတ်စေးသားပြသူတွေလက်ရှိပါရဲ့ဇီကိုအေးနေအောင်ချုပ်ပြီးအိမ်ရင်အိတ်ပြောတယ်လို့ဆိုတဲ့သူလက်ရှိရဲ့ စာပန်ရင်းနဲ့အိပ်ပျော်သွားရောဆိုတဲ့သူလည်းရှိရဲ့တင်းနဲ့တောင်းလေးကိုဖြည်းဖြည်းချင်းရေတွက်ရင်တစ်ချိန်မှာအိပ်ပျော်သွားရောဆိုတဲ့သူလည်းရှိရဲ့တမပင်အိပ်ကောင်းကောင်းလေးစိတ်တဲကခီးတယ်များနားကိုရထိုင်းကုန်တကုတ်ကုတ်ကိုစောင့်ဆိုင်ပူချထားတဲ့ခုံတန်းလျာဘယ်နေရာမှာကောင်းချာချာအိပ်ပျော်သွားကြသူတွေလည်းရှိရဲ့စာပတ်သူပါအောင်ဘယ်လိုမျိုးစားရမှာပါပါလိမ့်အိပ်သူလားဒါမှမဟုတ်နိုးသူလားအိပ်တော်ရော ဘယ်ချိန်မှာဘယ်လောက်ကြာကြာအိပ်ကြပါလဲနေ့လားညလားညနေပိုင်းလားလင်ဟာကြီးလားအိပ်ပြောဖို့ခက်မခက်လွယ်မလွယ်အိပ်ကျွေးရှိမရှိဆက်ပြီးပြီးတော့လူနဲ့အိပ်ဆက်နာနေခြင်းများအော်တပုတ်ကတော့ဘယင်မနဲ့ဘယင်နဲ့ဘယင်မစိတ်ကူး ဆိုင်တေးရင်ဆရာဆိုင်ခက်လက်ရေးဖွဲ့ခဲ့ပြီးနိုင်ငံကျော်ဆိုတော့ဆိုင်တီဆိုင်တီဆိုခဲ့တဲ့တခြင်းတစ်ပုဒ်ရှိပါတယ်။လိုချင်နာမိဘရားညတော်ဘရင်မဆိုတဲ့တခြင်းမှာတခြင်းကဇနီးတဲ့ထဲနဲ့နဲ့ကလေးနှိမ့်နေတဲ့ခင်မုန်းတဲ့တယောက်ရဲ့ဝေနာပါပဲ။အလူမီနာတာမှုနာမှုပွဲလမ်းသဘင်ဖိတ်စာတွေပါရီလာတာကအစဇနီးရဲ့နာမည်ကိုခေါင်းတက်ပြီးတော့ဘယ်သူနဲ့ခင်ပွန်ဆိုတာမျိုးလောက်လာတဲ့အတွက်တိမ်ငဲနေရတဲ့ယောက်ျားတယောက်ရဲ့ပောက်ကွဲမှုကိုဖွဲ့ထားတဲ့တခြင်းမှာ။ အိန္ဒိယရဲ့ဦးစီးကယောက်ျားလာမင်းမလားတဲ့ပညာပုံမြင့်တဲ့သူကလူအရင်းမြစ်ပိုကောင်းတဲ့သူကမိသားစုမှာနေရာပိုရစရန်လားတဲ့အဲ့ဒါအဲ့ဒီတခြင်းရဲ့လူရင်းပဲယောက်ျားနဲ့မင်းမအိန္ဒံပြုဖို့စဉ်းစားကြတဲ့အခါဘယင်လောက်ဖို့ဘယင်မလောက်ဖို့စဉ်းစားကြတာလားဒါမှမဟုတ်ငှဲ့တကောင်ရဲ့တောင်မန်နှစ်ဖက်လိုအတူပြန်တန်းခရီးနှင်သွားကြဖို့ဆုံးဖြတ်ကြတာလားဆိုရာတွေ့ရခဲ့တဲ့ကိစ္စကြီးပါ တက်ကတူကဆရာမတယောက်ကရုံးစည်းပေါက်စားကလေးနဲ့လက်ထပ်သွားတဲ့အခါဆရာဝန်မလေးတယောက်ကတက်ဆီဒရိုင်ဘာလေးတယောက်နဲ့ပေါက်ဖက်သွားတဲ့အခါနံပါတ်ကြီးဆိုင်ဆရာတယောက်ကလူမသိ သူမသိလူကြောင်းနဲ့လက်ဆက်သွားတဲ့အခါသူ့ဖွယ်စီကအံ့ဩကြတယ်ကိုထန်နေတဲ့မျိုးသားကိုဘာကြောင့်များရွေးချယ်ရလေတဲ့လဲပေါ့ ဆ ्याम ကျူရဲ့နာမည်ကျော်ဝိထုရှိတဲ့ဘုဖြစ်တဲ့ကြာတော့ဒီလဲမောင်စကားထဲမှာချက်မြတ်တဲ့တင်းတင်းစောကနည်းနည်းကလေးလေးလံထုံထိုင်းသူ ဖြိုးကြော်ကစီချစ်ရေးဆိုတာကငါ့ထက်ညံ့ပြင်းတဲ့ယောက်ျားကိုဘယ်တော့မှ မစင်စားဘူးလို့ပြောလိုက်တာဟာအိမ်တော်မှုမှာကိုကအထင်ကြီးလာအောင်ပုံပြီးမမြင်တဲ့သူကိုနေရာမပေးချင်ဘူးဆိုတဲ့အမျိုးသမီးတယောက်ရဲ့အတန်မှာအချစ်ရေးချစ်ရအိမ်တော်မှုကိစ္စမှာယောက်ျားပြစ်သူကနှိမ့်နေလို့ ညံ့နေလို့ရွှော့နေလို့မဖြစ်နိုင်ဘူးလားကဘာမမမိခင်အဆိုးတဲ့ခေရဲ့လို့ရှိခဲ့မှုကြောင့်ကိုရောအများသိပြီးဖြစ်ပါတယ်။အဲနောက်တော့ယောက်ျားကသာအင်နာဦးစီကဘာကျော်အော့စပို့တက်ကတူကြီးက1921ထိမိမတွေဘွဲ့မယူရတဲ့ပြင်သစ်မှာ1965ခါတိမိမတွေယောက်ျားကခွင့်မပေးဘဲနဲ့အလုံးလောက်ရတယ်အာဖဂန်နစ္စတန်မှာတော့မိမတွေပညာမသင်ရတက်ကတူမတက်ရ ထပ်ပုံတင်မလုပ်ရနိုင်ငံကူးလက်မှတ်မလုပ်ရတဲ့အီရန်မှာလည်းမိမတွေကရေမကူးရစပိတ်မစီရကောင်းမမောင်းရတယ်ဒါဟာဒါတွေဟာမိမကိုယောက်ျားတွေထဲကျော်မတော်အောင်လို့များဖိတ်ဆိုဟန်တာထားခဲ့ကြတာတွေများလားဒါဆိုရင်ဖြစ်အိမ်နာမှုမှာလည်းမိမဟာမိပြားပဲပေါ့ဘယ်လိုမှဘယင်မှဖြစ်စရာအကြောင်းမရှိခေတ်တိကဘာကြီးမှာတော့အမျိုးသမီးတွေကိုဟန်တာထားတာတွေက တန့်ထားတာတွေက မရှိတဲ့လောက်ကိုပဲဖြစ်သွားပြီမို့ကြွယ်ဖို့ကြွယ်ဝမိန်းမတွေညံကြီးညံခိုင်မိန်းမတွေဝင်ဝင်ဆန့်ဆန့်မိန်းမတွေကလည်းအများကြီးဆိုမှအများကြီးကိုပဲပေါများလာခဲ့ပါပြီသူတို့တတွေဘဝအဖို့ကိုစဉ်းစားကြတဲ့အခါကိုကိုမိကိုပြီးကိုနောက်ကနေမေးလိုက်လာမယ့်ယောက်ျားကိုကိုလမ်းပြဆောင်းလျှောက်ဖေးမှသွားရမယ့်ယောက်ျားကိုများချက်သွင်းထားကြလေသလားမပြောတတ်ဘူးအဲ့ဒါလို့ဆိုရင်ဖြင့်ကိုကဘယင်မှာပဲပေါ့ ကျမတော်ဒသနာပညာရှင်ကြီးရန်ဖော့ရှန်နဲ့သူဇနီးစင်မွန်ဒီဘူဘာတို့မောင်နှံကတော့သူလဲဘီရင်မဟုတ် ကိုလဲမိဘီယာမဟုတ်ဆိုတဲ့လူနေမှုဟန်ပန်စတိုင်ချင်မရဲ့အားကြကိုကောင်းလိုက်တာဘဝအဖော်ဆိုတာဘလို့ဟာကိုရွေးမှာပါလဲဘီရင်ကိုရွေးရမှာလားဘီရင်မကိုရွေးရမှာလားမိဘီယာကိုရွေးရမှာလားမျက်တောင်မှန်တစ်ဖက်တည်းကတစ်ဖက်ကိုရွေးရမှာလားပြီးရင်ကိုရွေးချင်မှုတိုင်းကိုဘာသာ ကိုအစိုးကောင်းရင်ဆိုင်ကြရစတမ်းပဲမဟုတ်လား နောက်တစ်ပုဒ်ကတော့အသက်ရှူဖြောင်ဖြောင်စိတ်ကူလူရည်အမြဲလိုလိုမိနေတတ်တဲ့အရေးကြီးဆုံးအလုပ်တစ်ခုရှိရဲအဲ့ဒါအသက်ရှူတာပဲအသက်ရှူရက်သွားတဲ့အခါလူဟာတည်ဆုံးတဆမြဲမှုအသက်ကိုမမှန်ရှူနေဖို့ဆိုတာဟာရှင်တန်လိုသူ လူတိုင်းရဲ့အတိတ်အကြဆုံးလို့ပါဒါပေမဲ့လူတွေအဲ့ဒီအသက်ကိုတိတိချာချာကလေးမှရှူပြကြရှူမိကြပါရဲ့လားတရက်သတင်းစာလေးတစ်စောင်ကိုကောက်ခံတော့ အသက်ရှင်နေတဲ့နန်းနဲ့ရုပ်တရက်ကြီးလာရေချာကြီးလိုလိုပဲနော်အမေမွေးလာပြီးတဲ့အချိန်ကစပြီးကို့ဘာသာကိုဒီလိုပဲလူတိုင်းလူတိုင်းအလိုလျောက်အသက်ရှင်လာအခဲချတဲ့ဥစ္စာတင်နန်းတက်စရာလိုလိုလားဆိုတဲ့အတွေးနဲ့ရည်ချင်ကြကြီးပါဒါမဲ့တန်ဟာကဘာပေါ်မှာအမှန်တကယ်ကိုပဲရှိနေတဲ့လိုလဲလိုအပ်တဲ့တင်နန်းမျိုးပါ အသက်ရှင်ကြီးကိုတင်နန်းပေးနေတဲ့ဆရာကဒေါက်တာအန်ဒရူးဝဲလ်တဲ့ခင်ဗျသူကအရီဇိုနာတက်ကတူကလို့ဆိုပါတယ် နောက်ဆရာတယောက်ကတော့ဂျွန်စီစကီဖြစ်တဲ့သူကဂျူဂျေတက်ကသူကဒေါက်တာတယောက်ပါနောက်တယောက်ရှိသေးတယ်ဂျိန်းကော်ရွန်နဲ့သူကတော့ဝါရှင်တန်မှာရှိတဲ့ရုပ်နဲ့စိတ်ပိုင်းဆိုင်ရာဆေးပညာဌာန Center of Mind and Body Medicine ရဲ့ညွှန်ကြားရေးမှူးချုပ်ဖြစ်တယ် George Town ဂျေတက်ကသူမှလည်းပါမောက်ခလုပ်လေးတဲ့ဒါပါတော့ပြောရရင်ကမ္ဘာပေါ်မှာဧည့်သည်လိုမျိုးလူပုဂ္ဂိုလ်တွေကဥဆောင်ပြီးတော့အသက်ရှင်နေတဲ့နန်းဆိုတာကိုပေးနေကြတာ ဝမ်ပိုက်ကြီးတစ်ခုလုံးကိုဆက်ကားသွားအောင်တအားရှုတွင်လေကိုချက်ချင်းကြီးမှုံမထုတ်ဘဲနဲ့ဝမ်ခေါင်းထဲမှာတက်နိုင်ဆုံးထိန်ထားတဖြည်းဖြည်းမြင်းလှုပ်အောက်ဆီဂျင်ကတစ်ခုလုံးကိုရရှိပြန့်နှံ့သွားတဲ့အခါနှလုံးခုန်နှောင်းကနည်းနည်းလေးနှေးကွေးသွားသွေးပောင်တွေကယော့ကျလာကျွတ်သားတွေကပျော့ပြောင်းလို့သွားတဲ့အချိန်မှာလူဟာ စိတ်တော့ကတွေပါ လွင့်စင်ကင်းပြောက်လို့သွားလိမ့်တယ်လို့ဆိုတာကိုဒါကအသက်ကိုတည်တည်ကြာကြာစနစ်တကျရှူခြင်းရဲ့အကျိုးအာနိသင်တွေပဲပေါ့ဒါမဲ့လူများစုကြီးဟာအသက်ကိုတည်တည်ကြာကြာမရှူကြပါဘူးခရီးသွားဟန်လွဲဒီလိုပဲအမုတ်မဲ့အမတ်မဲ့ရှူနေမိကြတာပါပဲအသက်ရှူတဲ့အကြောင်းကိုပြောတော့အောက်ဆီဂျင်ဘားဆိုတာအတွေ့ထဲမှာဝင်လာပြန်ရောစက်မှုနိုင်ငံကြီးတွေစီမှာအောက်ဆီဂျင်ဘားတွေက ပေါ်ထွန်းစာပြုတ်နေပြီဆိုပါလား လူကဆိုင်ထဲကိုဝင်သွားရင်ခေါက်တော့ရှိအောင်မထန်လိုက်ရတယ်တဲ့ပြီးရင်ဒန်ဝေးဘိုက်ကိုဆွဲယူပြီးရှူရတယ်တဲ့စင်ကာပူဒေါ်လာနဲ့ဆို10မိနစ်ကို10ဒေါ်လာနှုန်းလောက်ကြာတယ်ဆိုလားချက်တလောက်ရှူကြာတလောက်ရှင် Pretty Woman တို့ Notting Hill တို့ Mona Lisa Spine တို့လိုရုပ်ရှင်ဇာတ်ကားတွေနဲ့နာမည်ကြီးခဲ့တဲ့ Min the Me Julia Roberts ဆိုရင်အဲ့ဒီ Oxygen မှာမှာဖောက်တယ်တဲ့ ပေါ့မင်းနမီဘရက်နစ်ဘီယာကလည်းအောက်ဆီဂျင်ဘာရဖောက်တယ်ပါပဲတဲ့။အော်လေတန်တန်ကိုစနေတကြရှူကိုအားထုတ်နေလိုက်ကြတာ။ pollution ကိုခေါ်တဲ့ညဉ့်ညမ်းမှုမျိုးမျိုးတွေမှာ air pollution လည်းပါတယ်။တက်ရှူကိုလေမတန့်ဘူးဆိုပြီးအတန်တွေကနိုင်ငံချို့မှာထွက်ဆပြုတ်ပြီးတရုတ်ပေါ့စင်ကာပူပေါ့လေရှူရတာမတန့်လို့လူတည်တာပါကစ္စတန်မှာတစ်နှစ်ကို2000လို့ဆိုတယ်။ အရန်တို့တီရန်တို့မှာတလ3000လောက်ပေးတယ်လို့ဆိုတယ်။ပြီးတော့လူတွေရှူဖို့ရလိုတဲ့အောက်ဆီဂျင်ကလည်းလေထဲမှာ27ရာခိုင်နှုန်းလောက်ပဲရှိတယ်လို့ဆိုတာကိုစင်ကာပူမှာဆိုရကသူတို့ရဲ့လေထုတန့်စင်မှုချိန်တွေကိုချိန်နဲ့အမြောက်တိုင်းတာတွက်ချက်လို့နေလေရဲ့။ဆန်စမားနဲ့ပတ်သက်တဲ့လုပ်ငန်းခွင်ကြီးတစ်ခုမှာအကြာကြီးအလောက်လောက်ပူတဲ့လူတယောက်အဆုတ်နဲ့အသက်ရှူလမ်းကြောင်းယောဂါကြောင့်ငငယ်နဲ့ဆုံးပါသွားရှာတာကိုတွေ့ဘူးတယ်။ကာဗွန်ရောင်ဆိုင်များတဲ့လုပ်ငန်းခွင်ကအမျိုးသမီးတယောက် တားကလေးမွေးလာတော့လက်သေးကုန်ကလေးတွေမဲ့ပုတ်ပြီးယောဂတဲကလေးဖြစ်နေမွေးလာတာလည်းတွေ့ဘူးတယ်ဖြူဖြူစင်စင်လေကိုမြင်လျက်လေတွင်စိတ်ခိုးပါပိနုံနေစိုးရုံမရှိုက်တာပြီတကားတဲ့ကြပြဆရာမကေဒီလာရဲ့တန်တရားကြပြတဲ့ကစာသားတစ်ပိုက်ပါခုပတ်ဝန်းကျင်မှာလေတန်တန်ရှိဖို့ရလိုအပ်ပါရဲ့အဲ့ဒီလေးကိုစနေတကြရှူရှိုင်းမိဖို့ရလဲလိုအပ်ပါရဲ့ဗမင်ရတဲ့ဂျေဇူးရှင်တွေထဲမှာ လေကလည်းကျေးဇူးကြီးမားလာတယ်မဟုတ်လားအဲ့တော့ဒီနေ့ကတော့ဒီနားလောက်မှာပဲရထားလိုက်ပါမယ်နော်ရနောက်ဆုံးဖတ်ပြခဲ့တာကတော့အသက်ရှူဖြောင်းဖြောင်းစိတ်ကူးဖြစ်ပါတယ်။နောက်တစ်ပိုင်း နောက်တစ်ပိုင်းကြပါနောက်တစ်ပတ်ကျရင်တော့နောက်တစ်ပိုင်းကိုဆက်လက်ပြီးပြန်ဆက်မှာဖြစ်ပါတယ်ဆမာကဘယင်းနဲ့ဘယင်းမစိတ်ကူးမှအဲငှက်တီအောင်ပန်ခက်တယ်လို့ဆိုစပိုင်းတစ်စင်းကိုနင်းတယ်လို့လည်းလည်းပြရနော်စပိုင်းနင်းပူးတဲ့သူတွေဆိုရင်ဒီမှာပေါ့တယောက်ကလိုအပ်တဲ့အချိန်မှာမြင့်တစ်ဖက်ကမြင့်သွားရင်တစ်ဖက်ကနှိမ်စင်ပေးရတာဟန်တဲ့ညီညီပေါ့နော်အမြဲတမ်းမြင့်တက်နေကြလည်းမလိုသလို အမြဲတမ်းနှိမ်စင်းနေကြလည်းမလို့ဘူး음ဖရိုက်လိုက်တဲ့အခါကျရင်တော့အဲ့ဒါကိုဆင်းနေလေးနှစ်ခုကညီညီလေးထားပြီးဖရိုက်လို့လဲရတယ်ဆိုတော့음စပိုင်းလေးလိုမျိုးအာဟန်တန်ညီညီပုံစံတွေလည်းသွားလို့ရမယ်လို့စိတ်ကူးရင်မိတာပါပဲအဲ့ဒီနေ့ကတော့အာနေကြီးကလည်းချစ်ချောင်းပါတော့အခုကလည်းစပိုင်းလေးလိုမျိုးညက်ထောင်မှခတ်တယ်လို့မျိုးအဖော်ပုံလေးနဲ့ ိနိုင်ကြပါစေလို့ဆုတောင်းပါတယ်အကယ်၍ပေါ့နော်လိုအပ်တယ်ဆိုရင်တော့အာဗီရာတုခမိန်ဗီရာကဝင်းဆရာတိန်ရှိမှာတားပြီးတော့အချမ်းရည်တောင်းကြပါလို့ရှိမေမေဝင်းမင်္ဂလာပါမမရှိမင်္ဂလာပါမယူရမင်္ဂလာမနာမင်္ဂလာပါမမမမနော်နော်မင်္ဂလာဥဒနာမေဥဒနာမေမင်္ဂလာမဇာတိအမင်္ဂလာပါ ตอนนี้เนี่ยมีลาวาที่มีลาวากูยังมีลาวาเบบี้เอสรอกูช่วยดามีลาวาบ้านดาวกับมาเมื่อมาบ้าบ้าบูอ่าจจะรู้บ้านดักสไลน์เนาะว่าจะชี้เอมาอยู่ยามมันเงียบๆบ้านเงียบๆมันเลนเลงๆกูช่วยไปกูช่วยเนี่ยมันเงียบๆอ่าอุ้ยมันอยู่ยามมาสวยว่ามาสวยดูอ่ามาอยู่ยามอุ้ย WS มีกูแตนไทยอ่า မရှင်စင်ကြည်မျိုးမစနီလေးမယူယူရတာဖန်ကားမြေရဲ့လျံဥတင်ပါတယ်ဗျမနုနုမမနုနုမျိုး and and go smart go smart um အမစီမလင်းလင်းမမနုနုမနင်းစီမမ rose rose အမနင်းစီအပါရိုစာဂျိုနာမဟီရိုမမအမမီပါအမယူယူရရမယူဇနာ မခေတရီမမအေမမခေမမအဲလစ်အာမကျောင်းမလေးမညွေစေမစနေလေးမတင်စာမောင်ဦးဝင်းဦးတတိုင်းဝေးကိုတတိုင်းဝေးအာမမဆွေပါမမဆွေသူဂျော့ချူဝင်းကိုဗလာကိုချစ်လူမိုင်ကိုဖိုက်ကိုဖုံးကိုစမတ်မရူစာဂျိုနာမလေးလေးမဆွေစီချီဘူးမညာဝင်းမပါဆဆာမမဆော်လင်းချက်အမ်မိုင်တူဘနန်ရယ်ဝါတက် HD ဒါကိုတို့လုံးအမတဲ့ HD ကိုတို့လုံးမလင်းလင်းရောညူပြကိုတန်းတိုင်းအမတန်ဒလီယွန်အမအမတီမိတ်မလျော်ကြီးအကျန်ဒီလာတို့ချက်ပါအနင်းစီဘူဝင်အဆောရတူတာရဲ့လူဆောင်ကြီးဖြစ်ပါတယ်အားလုံးပဲတတပါ 悠悠哉讲